relationship တခုမှလည်းလူဟာပြောင်းလဲတတ်တဲ့သဘာဝရှိတာကို အမှန်တိုင်းသိနာလည်နေဖို့အရေးကြီးပါတယ်လူတယောက်ဟာ အမြဲတမ်းချစ်မနေနိုင်ပါဘူးအမြဲတမ်းသီးခံစိတ်ရှိမနေနိုင်ပါဘူးအမြဲတမ်းအလိုက်တတိနေမပေးနိုင်ပါဘူးအမြဲတမ်းလည်း စိတ်ကောင်းဝင်နေမှာမဟုတ်ပါဘူး။ဘလောက်ပဲချစ်ခင်ဆွဲမက်ကြတဲ့ချစ်သူတွေအိမ်ထောင်ဘက်တွေဖြစ်ပါစေ။တယောက်ကိုတယောက်မျက်နှာချင်းမဆိုင်ခြင်းအတန်လေးတော့မကြားချင်တဲ့အခိုက်အတန့်လေးတွေရှိနေနိုင်တာပါပဲ။ဒါဟာသဘာဝပဲဖြစ်ပါတယ်။လူစိတ်ရဲ့သဘောတဘာဝအတိုင်း ပြောင်းလဲကျင်တိုင်းပြောင်းလဲနေတဲ့သဘောကိုနားလည်ထားရင်သူပါလူပြောင်းလဲသွားရတာလေဆိုတဲ့နားမလည်နိုင်ရခြင်းတွေထိခိုက်နာကျင်ရခြင်းတွေမခံစားရတော့ဘူးပေါ့တချို့တငယ်ချင်းတွေနီးနီးကက်ကက်ရှိနေရကနေအဝေးကြီးဝေးသွားကြတဲ့အခါစိတ်ချင်းမနီးနိုင်တော့တာဘဝကိုမြင်ပုံချင်းတံဖိုးထားပုံချင်းမတူတော့တဲ့အခါ ရင်ဘတ်ချင်းလည်းမတူညီတော့တာကို နားလည်လာရပါတယ်။ဟိုးအဝေးကြီးမှရှိနေပြီမေစိတ်သဘောချင်းတူညီတာအပြန်လှန်လေးစားတန်ဖိုးထားပေးနိုင်တာသူ့တန်ဖိုးကို ကိုနားလည်တယ်လို့ကိုရဲ့ဖြစ်တည်ခြင်းကိုလေသူကလေးစားတန်ဖိုးထားပေးတာချင်းတူတော့ဝေးနေပြီမေလေချစ်ချင်းမြတ်တာတွေကိုနိနိကက်ကက်လေးလို့ခံစားရစေပါတယ် ။ဘာပြဿနာမှကြီးကြီးမားမားမရှိပါပဲ။တယောက်နဲ့တယောက်စိတ်ကအေးဆက်သွားတဲ့ဆက်ဆံရေးတစ်ခုအတွက်နာကျင်ထိခိုက်ခံစားနေဖို့မလိုပါဘူး။လူတွေဟာပြောင်းလဲတတ်တယ်ဆိုတာလေးကိုနားလေလက်ခံပေးလိုက်ရုံပဲရှိပါတယ်။အရာရာတိုင်းမှာတက်တန်းတစ်ခုထိသာရှိတတ်ပါတယ်။တက်တန်းလွန်သွားတဲ့ expired ဖြစ်သွားတဲ့ဆက်ဆံရေးတစ်ခုကို ကိုကဆက်ပြီးဖက်တွယ်စုတ်ကင်ထားမယ်ဆိုရင် အစိတ်တင့်စေပါလိမ့်မယ်။ရင်ထဲမှာဆူးနေတဲ့ဆူးကလေးတစ်ချောင်းကိုဆွဲဖယ်နှုတ်လိုက်ရင် နာကျင်အစိတ်တင့်နေတဲ့ခံစားရမှုတွေတက်တာလွတ်မြောက်သွားရတယ်လို့ပဲ။ကိုယ့်ရဲ့ဘဝမှာကိုယ့်ကိုနာကျင်အစိတ်တင့်စေတဲ့ဆူးနဲ့တူတဲ့လူအချို့ကိုဖယ်ထုတ်ပြလိုက်ပါ။ဘဝဟာတည်တည်တတ်တာပေါ်ပါလွတ်မြောက်ပျော်ရွှင်လာရပါလိမ့်မယ်။ ဆက်ဆံရေးတစ်ခုခိုင်မြဲတန်ဆွမ်းနေဖို့ဆိုတာကိုယ်တစ်ဖက်တည်းဆုပ်တွေ့ထားလို့မရနိုင်ပါဘူးသူ့ဘက်ကဒီဆက်ဆံရေးအပေါ်မှာတံပိုးထားလေးစားမှုရှိဖို့လည်းလိုပါသေးတယ်တယောက်ယောက်ကကိုယ့်အပေါ်လေးလေးနက်နက်မရှိတော့တာကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်တံပိုးမထားနိုင်တော့တာစေတနာမေတ္တာတွေမထားနိုင်တော့တာ မျှဝေခံစားမှုတွေမရှိတော့ဘူးဆိုတာကိုအလိုလိုခံစားသိနိုင်စွမ်းရှိပါတယ်လူတယောက်ပြောင်းလဲသွားတဲ့အပေါ်နာကျင်ခံစားနေမဲ့အစားပြောင်းလဲခြင်းကို အရှိတိုင်းလက်ခံနားလည်ပြီး move on လုပ်နိုင်ဖို့အရေးကြီးပါတယ်ကိုယ့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုကို ကိုယ့်ကိုတန်ဖိုးမထားသူတယောက်နဲ့မလဲလှယ်မိပါစေနဲ့ ပြောင်းလဲသွားတဲ့အရာတွေထဲမှာကိုယ့်ဘက်ကလည်းပြောင်းလဲသွားနိုင်သေးတာပါပဲအသက်အရွယ်ပြောင်းလဲလာတာနဲ့အမျှကိုယ့်ရဲ့စိတ်တွေဘဝအမြင်တွေအတွေ့အခေါ်အယူအဆတွေဘဝကိုမြင်ပုံချင်းတွေတံမိုးထားတဲ့အရာတွေလည်းပြောင်းလဲသွားနိုင်တာပါပဲပြောင်းလဲခြင်းဟာအပြစ်တစ်ခုမဟုတ်ပါဘူးဒါပေမဲ့ ကိုယ့်ရဲ့ပြောင်းလဲခြင်းဟာအဆိုးဘက်မတန်းပဲအကောင်းဘက်ပြောင်းလဲခြင်းသာ ဖြစ်စေခြင်းပါတယ်။ပို၍ကောင်းမွန်သောကိုပို၍ရင့်ကျက်သောကိုပို၍စိတ်နှလုံးဖြူစင်တန်ရှင်းလာသောကို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 ပို၍တန်ဖိုးထားတတ်လာသောကိုဖြစ်ပြောင်းလဲစေခြင်းပါတယ်။ကိုပြောင်းလဲလာသည်နှင့်အမျှကိုရဲ့နဘေးမှာ ကိုတန်ဖိုးနဲ့ထိုက်တန်တူညီတဲ့ကိုစိတ်နဲ့ frequency ချင်းတူညီတဲ့နှလုံးသားချင်းနီးစပ်တဲ့တန်ဖိုးထားเสียအဖို့မုံကို တွဲส่งခွင့်ရနိုင်ပါသေးတယ်တချို့တော့လက်လွတ်ဆုံးရှုံးလိုက်ရခြင်းတွေဟာပိုကောင်းမွန်တဲ့အရာတွေလူတွေအဖြစ်ပြက်တွေကို ကိုယ့်ဘဝရဲ့ရောက်ရှိလာဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲ ဒါကြောင့်တချို့လူတွေ ਨੇ လမ်းခွဲလိုက်ရတာအတွက်ဝမ်းမနေပါနဲ့လူတွေကပြောင်းလဲသွားတတ်လို့စိတ်မထိခိုက်ပါနဲ့ကိုနဲ့ထိုက်တန်သူကိုနဲ့တူရလူပဲကို့အနာမှာနေခွင့်ရတာဖြစ်ပါတယ်